အဝေးမရုပ်သံပရိသတ်ကြီးမြင်လာပါရှင့် insight မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့မြန်မာ media 7ကနေပြီးတော့အခုလက်ရှိလှုပ်ရှားနေတဲ့အမှုပညာလှုပ်ရှားမှုတွေကို media တွေကိုအတိပေးတဲ့အခမ်းအနားကိုရိုက်ကူးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင့်ဒီပွဲကိုတော့ရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင့်ဒီနေ့ပွဲခမ်းနာကို Media 7 Company မှာတာဝန်ရှိလူကြီးများများနဲ့အမှုပညာရှင် ပေါင်းများများစွာတက်ရောက်ခဲ့ပါတယ်။ အဒီပွဲလေးကတော့ကျွန်တော်မြန်မာမီဒီယာ7ရဲ့အလို့ပညာလို့ရှာမှုတွေကိုဒီမီဒီယာတွေနဲ့ပြည်သက်တွေကိုအသိပေးခြင်းနဲ့ပွဲပေါ့နော်စောစောချင်းစဉ်းစားကျွန်တော်တို့ရုပ်ရှင်ဇာတ်ကားကြီးစမ်းသစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးမျိုးကိုကျွန်တော်တို့ရိုက်ချင်တယ်ဆိုပြီးစဉ်းစားကြတယ်စဉ်းစားကြတဲ့အချိန်မှာဆရာကြီးတို့စီမှာဇလန်းလေးတစ်ခုရှိတယ်အဲ့ဒီဇလန်းလေးကဒီကျွန်တော်တို့မြန်မာနိုင်ငံမှာဒီထိုင်းနဲ့နွယ်တဲ့ပစ္စည်းလေးတစ်ခုရောက်လာရင်ねဟိုဖြစ်ပြသွားသွားခဲ့ကြတဲ့ဇလန်းလေးတစ်ခုပေါ့နော်အဲ့ဒီမှာအဲ့ဇလန်းကျတော့ကိုဗစ်လိုကနေအရန်လိုက်တယ် ရန်လိုက်နေတော့ထိုင်းမြင်းနဲ့တဲ့ model တယောက်ဆောင်တယောက်ကိုကျွန်တော်တို့တွားရောက်ပြီးရွေးတယ်ရွေးနေသူ့ရဲ့ item နဲ့တယောက်ဆောင်မှုကိုလည်းကျွန်တော်တို့ကဟိုသဘောကျအောင်လည်းရွေးချယ်ပြသွားတယ်ပေါ့ရိုက်မှာတော့ဥညိထုံးလည်းရိုက်ပြီးမှာဇလန်းကတော့ဆရာကြီးတော်ရဲ့ဇလန်းပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့အဲ့ဇလန်းလေးကအရန်ကိုစမ်းတက်ပြီးတော့ပိတ်သက်တွေအတွက်ဟိုချပြလို့ကောင်းမဲ့ရာဖြစ်တာမလို့ရိုက်ဖို့ဆုံးဖြစ်လိုက်တာပါ ဒီပွဲခန်းနာကိုအခမ်းအနားမှုအဖြစ်ကိုစီတူနဲ့မတ်တန်လေးတို့ကတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။မြန်မာမီဒီယာ7မှာဥက္ကဋ္ဌကအဖွင့်အမှားစကားပြောကြားပေးခဲ့ပြီး Let's go to Europe နဲ့ခရီးထွက်မယ်အဆိုတော်လွှမ်းပိုင်းကြောက်ကြောက်ကြောက်ရုပ်ရှင်စကားကြီးမှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်တရုတ်ဆောင်မယ် Academy နေတို့ကလည်းအဖွင့်အမှားစကားပြောကြားပေးခဲ့ပါတယ်ဒီစကားလေးကတင်ပြမှုပုံစံလေးကတာမန်နဲ့မတူဘူးပေါ့နော်မတူဘူးနောက်ပြီးတော့အာ character ကတော့ ဟိုအရန်အစ်စ်ကြီးမဟုတ်ပါနဲ့အဲကျွန်တော်တို့ရဲ့ဒီတင်ပြမှုပုံစံအရအများကြီး꽌လဲသွားနိုင်꽌လဲသွားအောင်လုပ်လို့ရတဲ့ကောက်လိုက်တာလေးလည်းဖြစ်နေတယ်နောက်ပြီးတော့ပြိပြိသက်တွေအတွက်လည်း ဟိုဘေးမက်ဆုကြံစီမဲ့ဇာကားလေးဖြစ်ပါတယ်။ဒီဒီစင်းတရားနဲ့လူတွေရဲ့အကြောက်တရားကိုပေါ့နော်။အများကြီးအများကြီးမိပေါင်းထိုးပြတာ။အဲအတိတရားတွေပေါ့နော်။ဘေးတက်ကိုဘေးနိုင်တဲ့ဇာကားလေးတစ်ခါဖြစ်ပါတယ်လို့ပဲဒီနေရာမှာပြောချင်ပါတယ်။ ချမ်းတူးဇာလန်တွဲကိုတာဝန်ယူပုံဖော်ရိုက်ကူးပေးမယ်ဒရိုက်တာသားညီနနာဘဝရုပ်ရှင်ဇာတ်ကားကြီးမှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်တရုပ်ဆောင်မယ်အကယ်ဒမီဥပေလူဝါတို့ကလည်းအပွင့်အမှားစကားပြောကြားပေးခဲ့ပါတယ်ကောင်းတာပိုင်းမှာတော့စရရပြီးပြိတ္တပိတ်ကားပေါ်လာညော်ကြပါတော့ဆောင်းဝဲ Let's go to Europe နဲ့ခရီးထွက်မဲ့အမှုပညာရှင်တွေကတော့လွမ်းပိုင်း၊ဗန်နီဖြိုး၊ကျော်ထွတ်ဆွေ၊နမ်းမြက်ဖြိုးတင်တဲ့ဘော်ဘီဆောက်စာတို့ပဲဖြစ်ပါတယ်။ ဒီခီးစဉ်မှာ Euro 2016ဘောလုံးပွဲရဲ့ဖွင့်ပွဲအခမ်းအနားကိုပါကြည့်ရှုအားပေးမှာဖြစ်ပါတယ်။ Let's go to Euro ခီးစဉ်အစအဆုံးကို Director Winlin Chat ကပုံဖော်ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။ကြောက်ကြောက်ကြောက်ရုပ်ရှင်စကားကြီးကိုပုံဖော်ရိုက်ကူးဝိမဲ့ဒရိုက်တာကတော့ဒရိုက်တာအော်ရတာဖြစ်ပြီးပါဝင်တုပ်ဆောင်မဲ့အမှုပညာရှင်တွေကတော့အကယ်ဒမီနေတို့ ထွန်းထွန်းမင်းသွေအလင်းရောင်တိန်လင်းဆိုချိုကဖြိုးစော်လင်းခင်ဝင့်ဝါနဲ့ပူပူတို့ပဲဖြစ်ပါတယ်ဆိုတော့ပူပူကတော့ဒါအစ်စ်ပေါ့အစ်စ်နေနဲ့ကျွန်တော်တွေ့ရမှာကျွန်တော်တိန်လင်းဆိုးလဲကျွန်တော်လည်းအခုမှစဆောင်ရမှာဖြစ်ပါတယ်ဂျိုကာကတော့ကျွန်တော်ရှင်းမှာရွှေမုံငွေမို့သွန်ဖြုတ်လို့ရဆိုရဲဆလန်တွဲကိုသူ့ main character အနေနဲ့ကျွန်တော်ရိုက်လာတဲ့အခါကျတော့ဂျိုကာနဲ့လည်းကျွန်တော်လည်းတွဲပူပြီးသွားပြီအဲ့တော့ဒီပြောဆောင်နေပုံမှာအဓိကဟိုဟိုတွန်းအပ်ပြီးတော့ ရုံးကန်မဲ့နေထားတော့မရှိပါဘူးပရိသတ်ကိုလည်းပေးခြင်းနဲ့ message လေးပေါ့နော်ခုနလိုပေါ့ဟိုလူတွေတကယ်အမှန်တကယ်ကြောက်တဲ့အကြောက်တရားအစစ်မှန်ပါလဲဆိုတော့ message လေးကိုပေးပြီးတော့ကျွန်တော်တို့ဒီ ဟာတာတော့ပြီးတော့ကျွန်တော်တင်ပြသွားမှာအဓိက media 7ပေါ့နော်ကိုဝင်းမင်းမောင်ကနေပြီးတော့အာပေါ့နော်ရုပ်ရှင်ကားကြီးရှိရဲတရေကပေါ့နော်ရိုက်ဖို့ကိုဝင်းမောင်ကမ်းလန်းတာပါဟုတ်ကိုထက်စီနီယာအများကြီးနဲ့လည်းတူဆောင်တော့ပါပြီးတော့အာ one land one တာရဲသူတို့နဲ့တူဆောင်တော့လည်းပါပြီးတော့ခုံယူပါတယ်ဟုတ်အာဒီကားလေးကိုပြောရချင်တာရောဒီကားလေးကပုံစံညှို့ဖက်ပွားရီလေးရီရယ်ပျော်လေးပျော်ကောင်းတယ်အဲတေချာတော့တရေဆိုရင်ကြက်ဖို့လည်းကောင်းပြီးတော့ဟိုရီလေးရီရမှာပါတကယ်ကအဲ့တော့ဒီကားလေးကိုအာအပေးကြဖို့ပြောချင်ပါတယ်ပြီးတော့ အဆိုမှာလည်းဘဘအပိကြလို့တိရုပ်ဆောင်တဲ့အပိုင်းမှာလည်းဟိုအတက်နိုင်ဆုံးတိရုပ်ဆောင်အကောင်းဆုံးတိရုပ်ဆောင်မှာမဟုတ်လို့အပိကြပါလို့ပြောချင်ပါတယ်ရှင်မြန်မာမီဒီယာ7 company ကနေနောက်ထပ်ရိုက်ကူးမဲ့ရုပ်တံဇာလန်တွေကတော့ Time to စကားပဲဖြစ်ပါတယ်ဒီဇာလန်တွေကိုတော့ Twitter တားညီကပုံဖော်ရိုက်ကူးပြီးသွားမှာဖြစ်ပြီးခေါင်းဆောင်မင်းသားအနေနဲ့အဆိုတော်ဘန်နီဖြူကအပါဝင်တိရုပ်ဆောင်မှာဖြစ်ပါတယ် charm season 2ပေါ့ season 1ပြီးသွားပြီဆိုတော့ season 2ရိုက်ဖို့ကျွန်တော်ဒါအမီဒီယာကိုအသိပေးတာပေါ့ အဲကျွန်တော်တို့ season 1ကိုတော့ base တော့ယူထားတာပေါ့နော် base ယူထားတယ်ပြီးတော့အဲ့ရမှာအဲနောက်ထပ်ထပ်ပြီးတော့ပြိဿတ် season 1တော့မကြည့်လိုက်ရတဲ့အရာသာမျိုးပေးနေအောင်ကျွန်တော်တို့အခုပြင်ဆင်နေပါတယ်ပေါ့ကျွန်တော်တို့ဇာလန်လေးကိုကြီးတယ်မိနစ်40အတွင်းမှာတခြားဘာပူပင်မှမရှိဘဲနဲ့စိတ်ပေါ့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 လေးဖြစ်သွားစေခြင်းနဲ့ဆန္ဒတစ်ခုပါနောက်ထပ်မိတ်ဆက်ပေးမယ့်ရုပ်ရှင်ဇာတ်ကားကြီးကတော့ Academy Belua ကိုရိုင်းခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးမယ်နာနာဘာဝရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ် ဒီဇကားကိုအကယ်မီညီထွန်းလင်ကပုံဖော်ရိုက်ကူးပေးမှာဖြစ်ပြီးစာရေးဆရာအကြည့်တော်ရဲ့ဇလန်းဖြစ်ပါတယ်။ဒီဇကားရဲ့ထူးခြားတဲ့အချက်ကတော့ခေါင်းဆောင်မင်းသမီးအဖြစ်ထိုင်းနိုင်ငံရဲ့နာမည်ကြီးမော်ဒယ်တူဖြစ်တဲ့ခပ်ပွန်ကနေပြီးတော့ပါဝင်သေးဆောင်ပေးသွားမှာဖြစ်ပါတယ်။စာကလေးကိုကြိုက်လို့လက်ခံပြတယ်။နည်းနည်းပါတော့ရှိနိုင်ပါတယ်။ဒါပေမဲ့ဥပေရလည်းတယောက်တော့ရန်ထားတယ်လေ။တကယ်ပြန်တယောက်တော့ရန်ထားတာ။အော်သူကလုံးဝမဆိုရင်အနေနဲ့တယောက်တော့ စကားဟိုရိတ်ခဲနားလည်းမဖြစ်ပါဘူး။တလုံးလုံးရပါပြီ။ဆော်ဝဲခပ်သူကတရားလေးပထမဆုံးချိန်ပေါ်ဒီဇက်ကကိုဒီစစီနဲ့သူပထမဆုံးထင်ထားကကြတော့ပေါ့နော်တကယ်ကိုကြောက်စရာကောင်းတဲ့တရေကလိုမျိုးရိုက်မှလို့ထင်တာပေါ့ဒါပေမဲ့နောက်ဆုံးတော့သူပြရတဲ့ဇညွန်ကကြတော့ကိုဘေးလူဝါနဲ့ပေါ့နော်တရေကိုလူမကြောက်ဘဲနဲ့လူကိုပြန်တရေကြောက်ယူပြရတဲ့ဇက်ကပေါ့အဲ့ဒါသူကအဲ့လိုမျိုးပေါ့နော်ကောက်လဲကောက်ပါလေတဲ့ဒီဇညာတော့အဲ့ဒါကြောင့်သူအောက်ဆုံးကြိုးစားတော့မှာလေဟုတ်ကဲ့ ူကတော့နည်းနည်းတော့စိတ်လှုပ်ရှားမှုရှိတယ်ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ပါဆိုတော့ဒီဒီဇက်ကမှအင်္ဂလိပ်လိုလည်းလာမလားပေါ့ဘာမှလည်းပြောင်းပေါ့နော်သူကလည်းဒီမျိုးထားလိမ့်မယ်ပေါ့နေလောက်တော့စိတ်လှုပ်ရှားမှုတွေတော့ရှိပါတယ်တဲ့ဒီနှစ်ပွဲအခမ်းအနားရဲ့အစီအစဉ်နောက်ဆုံးအနေနဲ့မီဒီယာ7မှဥက္ကဋ္ဌနဲ့အတူအမှုပညာရှင်များကအမတ်တရားဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ် ပြည်သက်များရှင်ဒီနေ့ရိုက်ကူးတက်ဆက်ပေးခဲ့တဲ့ Media 7 Company ကနေပြီးတော့ရှေ့ဆက်ပြီးတော့လှုပ်ဆောင်မဲ့အမှုပညာလှုပ်ရှားမှုတွေအပြင်သူတို့ company ကနေပြီးတော့ရိုက်ကူးမဲ့ဇာတ်ကားတွေကိုပြည်သက်တွေကလည်းသိရှိခဲ့ရလို့ကျင်းနေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ဒါအပြင်ကိုဒီဇာတ်ကားမှာပါဝင်မဲ့အမှုပညာရှင်တွေရဲ့ယဉ်ရင်းစကားသံတွေကိုလည်းပြည်သက်တွေကစုံစုံလင်လင်သိရှိခဲ့ရလို့ကျင်းနေလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ Equio ရဲ့ Insight မြန်မာအစီအစဉ်ကလည်းခန်းနာဆောင်စွာနဲ့အကြောင်းအရာဆောင်စွာကိုရိုက်ကူးတက်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သက်တွေကလည်းစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ပြောကြရင်းနဲ့ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။